မြန်မာຫນွေဦးခရိုနီကယ်မတ်15မြင်ကွေးသမရမိန်နဲ့ VOA မြန်မာပိုင်းအစီအစဉ်ခေတ္တရက်ဆိုင် Liberate EU စထိုးနှစ်ခံနေရတဲ့ American ပြည်ထောင်စု American သမရက USAGM လို့အတူကောက်ခေါ်ဆိုတဲ့ American ပြည်ထောင်စုရဲ့ကမ္ဘာလုံးဆိုင်ရာ Media Agency လို့မြန်မာဘာသာနဲ့ခေါ်ဆိုနိုင်တဲ့အစိုးရအသံလွှင့် Agency တစ်ခုလုံးဝန်ထမ်းတွေချော့ချဖျက်ထောက်ဖို့အမိန့်ကိုလက်မှတ်ထိုးထုတ်ပြန်လိုက်ပါတယ်။ USAGM နဲ့အတူခြားသော Federal Soya Institute 6ခုကိုပါ38ဝန်ထမ်းဖြတ်တောက်ဖို့ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ American Tamra Tran ရဲ့အမိန့်ကနေစဉ်မြန်မာပါတာနဲ့ထုတ်လွှင့်နေတဲ့ VOA မြန်မာပိုင်းအစီအစဉ်နဲ့လွတ်လပ်သောအာရှအသံမြန်မာပိုင်းအစီအစဉ်တွေကိုဘယ်လောက်ထိတက်ရောက်မှုရှိမလဲဆိုတာလောလောဆယ်မှာရှင်းရှင်းလင်းလင်းမသိသေးပေမဲ့ဒီနေ့ညပိုင်းမှာတင် VOA မြန်မာပိုင်းရဲ့ ုံမှန်ထုတ်လွှင့်နေကြညပိုင်းအစီအစဉ်ကို ထုတ်လွှင့်ခြင်းမပြုနိုင်တော့တာတွေ့ရှိရပါတယ်။မြန်မာနိုင်ငံကမြို့ရောကျေးလက်မှာပါနားဆင်ကြည့်ရှုသူတိမ်တန်းကြီးရှိနေတဲ့ UN မြန်မာပိုင်းအစီအစဉ်ကိုယာယီအဖြစ်ရက်ဆိုင်ခံရခြင်းဟာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့သတင်းတွေရယူစုစည်းတင်ဆက်နေတဲ့တခုသောသတင်းအရင်းမြစ်ကိုရက်ဆိုင်သွားတဲ့အတိတ်ပဲဖြစ်ပြီးထိခိုက်သူကမြန်မာနိုင်ငံသူနိုင်ငံသားတွေဖြစ်ပါတယ်။ ဒီသတင်းဌာနတွေကနေနိုင်ငံရေးစစ်ရေးအခြေအနေစီးပွားရေးလူမှုရေးနဲ့မိုးလေဝသသဘာဝဘေးအနေအဆရှိတဲ့နေပေအသီးသီးနဲ့ပတ်သက်တဲ့သတင်းရပိုင်ခွင့်လျှော့ကြစင်မှာအသေးချာဖြစ်ပါတယ်။နာယီအတန်ကြာပြီးနောက်ထက်မှန်ထွက်ပေါ်လာတဲ့သတင်းအချက်လက်တွေအရထရမ့်လက်မှတ်ထိုးထုတ်ပြန်လိုက်တဲ့အမေက UA မကလွတ်လပ်တဲ့အာရှအတံမြန်မာပိုင်းကိုလည်းတက်ရောက်မှုတွေရှိလာနိုင်တယ်ဆိုတဲ့သတင်းတွေပေါ်ထွက်လာနေတာတွေ့ရပါတယ်။ ထရမ့်ရဲ့ပထမသက်တမ်းအတွင်းမှာ liberal democracy အယူဆနဲ့ပတ်သက်တဲ့ institution တွေကိုရပ်တန့်သွားအောင်အသုံးစီဖြတ်တောက်တာတွေထင်ထင်ရှားရှားမရှိခဲ့ပေမဲ့2020ခုနှစ်ဇန်နဝါရီလသမရအာနာလွေပြောင်းကိစ္စနောက်ပိုင်းကနေလေးနှစ်တာအတွင်း၎င်းအပေါ်တရားဆွေးဆိုမှုတွေဖြစ်ပွားခဲ့တဲ့ကာလတွေမှာသတင်းမီဒီယာတွေရဲ့ရေးသားတင်ပြမှုတွေကိုမကျေနပ်မှုက ခုလိုဖြတ်တောက်ရက်ဆိုင်ဖို့အမိန်ထုတ်ခဲ့တဲ့သတင်းဌာနတွေကိုညှိုးထားခဲ့တယ်လို့ယူဆရပါတယ်ထရမ်ရဲ့2025ဇန်နဝါရီလ20ရက်နေ့ကစတင်တဲ့သမရသက်တမ်းမှာ ထက်ကညှိထားမှုတွေလက်စားချေတန်းပြန်မဲ့ကိစ္စတွေကိုသမရတာဝန်ယူယူချင်းမှာပဲစတင်ကောက်ထဲဖော်ဖို့လှုံ့ဆော်လာခဲ့တာဖြစ်ပါတယ်။ gender တန်းတူအခွင့်အရေးလှုံ့ရှားမှုတွေလူနည်းစုရေးလှုံ့ရှားမှုတွေစတဲ့ liberal အယူအဆလှုံ့ရှားမှုအလုံးကိုအစိုးရရံပွေထဲကမတုံ့ဆွဲရအောင်ပိတ်ဆို့ဖျက်ထောက်မှုတွေစတင်လှုံ့ဆော်ခဲ့တာဖြစ်ပါတယ်။ပထမ USAID လို့ဆိုတဲ့ American ပြည်ထောင်စုရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးအကူအညီအေဂျင်စီကိုဝန်ထမ်းအများစုအလုံးမှရန်နာခဲ့တယ်လို့ USAID ကတဆင့်ကမ္ဘာတဝမ်းမှာပေးနေတဲ့အကူအညီတွေကိုလည်းပြန်လည်စစ်ဆေးပြီးအနည်းငယ်သာခွင့်ပြုခဲ့တာကဒီအကူအညီတွေအပေါ်မှီခိုနေတဲ့မြန်မာနိုင်ငံကသတင်းမီဒီယာတွေလူခွင့်ရေးလှုပ်ရှားမှုအဖွဲ့အစည်းအရက်ဖက်အဖွဲ့အစည်းလူနည်းစုအခွင့်အရေးကြားမရေးရအခွင့်အရေးလှုံ့ဆောင်တဲ့အဖွဲ့အစည်းအများပြားထိခိုက်ခဲ့ရပြီးမကြာခင်မှာပဲ ခုလိုဆိုရရန်ပုံငွေနဲ့လဲပတ်လှုပ်ဆောင်နေတဲ့ VOA RFA တို့လိုကဘာတဝန်းကဘာသာစကားအမျိုးမျိုးနဲ့ထုတ်လွှင့်နေတဲ့သတင်းဌာနတွေကိုဖိတ်သိမ်းဖို့ထပ်မံလှုပ်ဆောင်လာတာဖြစ်ပါတယ်မြန်မာနိုင်ငံကသတင်းဖတ်ရှုနားဆင်သူပရိသတ်အနေနဲ့ RFM မြန်မာပိုင်းအစီအစဉ် VOM မြန်မာပိုင်းအစီအစဉ်တွေဟာနိုင်စင်ဖြစ်ပျက်နေတဲ့သတင်းအကြောင်းအရာတွေကိုရယူဖို့အဓိကကြားတဲ့အရင်းမြစ်တွေဖြစ်ကြပါတယ် မဆလာခက်လို့လွတ်လပ်တဲ့သတင်းစာသတင်းဂျာနယ်တွေကိုပိတ်ပင်ထားတဲ့ခက်ကာလကလေးက BBC မြန်မာပိုင်းရေဒီယိုအစီအစဉ်လိုမျိုးကိုအားကိုးခဲ့ကြပြီး1988လူထုအောင်ကြွမှုအရေးတော်ပုံကာလနောက်ပိုင်းမှာရေဒီယိုသတင်းတွေကိုနားထောင်သူတိတိတတ်တာတိုးပွားလာပြီး2017-2012ခုနှစ်တွေနောက်ပိုင်းမိုဘိုင်းအင်တာနက်သုံးလာနိုင်ကြတဲ့ကာလမှာလဲအင်တာနက်ကတဆင့် VOA, RFA, BBC နဲ့ ခြားသောသတင်းဌာနတွေကိုလူထုကသတင်းအချက်လက်ရယူရာအရင်းမြစ်ဖြစ်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ဂျပန်2021ခုနှစ်စီအာနာသိမ်းမှုဖြစ်ပွားပြီးနောက်အင်တာနက်ဖြတ်တောက်မှုတွေလက်နက်ကင်တိုက်ပွဲတွေကြောင့်ဆက်သွယ်ရေးကွန်ရက်တွေရပ်ဆိုင်းသွားတာစစ်ကောင်စီကဆိုရှယ်မီဒီယာကို အသုံးနှင်းအောင်ဈေးနှုန်းမြင့်တင်တာပိပင်နာတွေကြောင့်ရေဒီယိုကို ပြန်လည်အားကိုးလာရတဲ့ဒေသတွေအများပြားရှိလာပြန်တာဖြစ်ပါတယ်။ ရေဒီယိုနေ့စဉ်သတင်းဟာမြန်မာနိုင်ငံကကျေးလက်နေမြုပ်တွေကလူထုပြိပခဖြစ်ပွားနေတဲ့ဒေသတွေကလူထုအတွက်အရေးကြီးတဲ့သတင်းအချက်အလက်ရယူရနေရဖြစ်နေတာကြောင့်မြန်မာပိုင်းရေဒီယိုအစီအစဉ်တစ်ခုရစိုင်းသွားခဲ့ရင်မြန်မာသတင်းပြိသက်မှာကြီးမားတဲ့တက်ရောက်မှုတွေရှိလာမှအသေးချပင်ဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုမှာလက်ပရဲယူဆအတိုက်ခံဒီမိုကရက်တွေနဲ့ အမြင်တူတဲ့နီးစပ်တဲ့အယူအဆရှိတဲ့အစိုးရရန်ပုံငွေထောက်ပံ့တဲ့အဖွဲ့အစည်းအစိုးရရန်ရားတွေကို ာနာရှင်ဆန်ဆန်ဖြက်သိမ်းရက်ဆိုင်ဖို့အမိန့်ထုတ်လှုပ်ဆောင်နေခြင်းဟာအမေရိကန်ပြည်ထောင်စုတင်မကကမ္ဘာတဝန်းက liberal အယူဆရှိသူတွေ liberal အယူဆဖြန့်ဝေသူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့လှုပ်ဆောင်မှုဖြစ်ပါတယ်။ဒီကိစ္စကမြန်မာနိုင်ငံကတည်င်းကြည့်ရှုနားဆင်သူတွေအထိသက်ရောက်မှုတွေရှိလာပြီးဆိုတာဒီနေ့တော့မြဝါထင်ထင်မြင်တွေ့လာရပြီးဖြစ်ပါတယ်ရှင်။